်မေယောယောဂဆိုဒီမှာအုပ်စုတစ်ခုဖြစ်ပြီးအစဉ်စဉ်တိုးတက်လာသောယောဂများအတွက်အစုအဝေးတစ်ခုဖြစ်သည်ဤယောဂလက္ခဏာများသည်စိတ်ပိုင်းဆိုင်ရာလက္ခဏာများကိုတာမကအပြုမူနှင့်စိတ်ပိုင်းဆိုင်ရာလက္ခဏာများကိုလည်းဖြစ်ပေါ်စေသည်အဓိကလက္ခဏာများမှာအမှတ်ရစွမ်းအားနှင့်ပဲကိုအဓိကထားသည်ဤဒီမှာလက်တလုံးမှတ်ဉာဏ်နှင့်ပဲကိုထိခိုက်စေသည်သူတို့သည်မေ့လျော့လာကြသည်လက်တလုံးခိရများကိုမေ့လျော့ကြသည်မိဖို့များကိုထက်ခါထက်ခါမေ့ကြသည်တခုတည်းသောအရာကိုထက်ခါထက်ခါပြောကြသည် ဤယောဂလက္ခဏာများ၏အစုအဝေးကိုမေ့လျော့ယောဂဟုခေါ်သည်ထို့ကြောင့်အခြားနည်းလမ်းများဖြစ်ဆိုပါကအင်းဒီစိတ်ပိုင်းဆိုင်ရာနှင့်အပြုမူဆိုင်ရာယောဂလက္ခဏာများနှစ်ခုလုံးဖြစ်သည်မေ့လျော့ယောဂသည်ဘလောက်ညံ့များဖြစ်ပါသလဲမေ့လျော့ယောဂသည်အိန္ဒိယရှိအိုမင်းလူများ၏6မှ9ခန့်ခန့်ကိုထိခိုက်စေသည်ဟုပြသထားပြီးယင်းသည်အတော်လေးများသောယောဂတစ်ခုဖြစ်သည်ကမ္ဘာတစ်ဝှမ်းလုံးတွင်မေ့လျော့ယောဂ၏အကြောင်းရင်းများနှင့်အများဆုံးမှာအဲဆိုင်မှာယောဂဖြစ်သည် နှခုမြောက်မှာသွေးကြောဆိုင်ရာမေးကြောရောဂါဖြစ်ပြီးရင်းဒီကုခန္ဓာ၏အချို့နေရာများတွင်တိတ်ဆိတ်သောလေးဖြတ်ခြင်းများကြောင့်ဖြစ်ပေါ်သည့်တတိယမြောက်အများဆုံးဖြစ်သောမေးကြောရောဂါမှာပါကင်ဆန်ရောဂါကြောင့်ဖြစ်သောမေးကြောရောဂါသို့မဟုတ်လူဝီခန္ဓာများနှင့်အတူဖြစ်သောမေးကြောရောဂါဖြစ်သည့်ထို့ကြောင့်မေးကြောရောဂါ၏အကြောင်းရင်းများမှာအီးယာများဖြစ်သည့်ထို့ကြောင့်အီးချက်များကိုအစိုးဆုံးအစင်များတွင်ရှာဖွေတွေ့ရှိပြီးတင့်လျော်စွာကုသခြင်းမှာအလွန်အရေးကြီးသည့်နောက်ပိုင်းတွင်မေးချော်ယောဂါဖြစ်ပေါ်နိုင်မှု၏40ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအထိအန္တရာယ်ကိုဤအရာများအလုံးကို စောဆုံးရှာဖွေတွေ့ရှိခြင်းနှင့်တင့်ညော်စွာကုသခြင်းဖြင့်ကာကွယ်နိုင်သည်ထို့ကင်အထူးသဖြင့် mind အစာအစာစနစ်ဟု ခေါ်သောအမျိုးအစားတစ်ခုရှိသည်ဤအစာအစာစနစ်တွင် berry များ hindi ဟင်းရွက်များတင့်လွင်များအထူးသဖြင့်အရေးကြီးသော walnut များပါဝင်ပြီးအနီရောင်သားများအလွန်အမင်းပြုကင်ထားသောအစာအစာများအစီများပါသောအစာအစာများကိုရှောင်ရှားရန်လိုအပ်သည်ထို့ကြောင့်ဤအထူးသဖြင့်အာဟာရပစ္စည်းများဤအစုဝေးသည်မိုင်းအစားအစာစနစ်ဟုခေါ်ဆိုသည် ဤအစားအစာစနစ်သည်မေ့လျော့ယောဂါတို့ရောက်ရှိခြင်းကိုကာကွယ်ပေးနိုင်ပြီးမေ့လျော့ယောဂါမဖြစ်မီအခြေအနေဖြစ်သောအနည်းငယ်စိတ်ပိုင်းဆိုင်ရာချိုးယွင်းမှုကိုလည်းကာကွယ်ပေးနိုင်သည်ဟုပြသထားသည်မေ့လျော့ယောဂါကိုဒီတို့ခွဲခြားစစ်ဆေးသနည်းဆိုတော့မေ့လျော့ယောဂါကိုအမြဲတမ်းစိတ်ပိုင်းဆိုင်ရာသို့မဟုတ်မျက်ညာစမ်းတက်မှုကိုထိခိုက်သူအပေါ်တွင်ပြုလုပ်ခြင်းဖြင့်ခွဲခြားစစ်ဆေးသည်ဤယောဂါစတင်ခြင်းနှင့်ယောဂါလက္ခဏာများတိုးတက်လာခြင်းဤသမိုင်းကိုသိရှိသူတဦးထံမှစူးစမ်းရမည်ဖြစ်ပြီးကျင်းသူသည်မိသားစုဝင်တဦးဖြစ်လျက်ရှိသည် ထို့နောက်ကျွန်တော်တို့သည်အချို့သောစံတမ်းမှုများကို ပြုလုပ်ပါသည်အ ਨੇ စုံအခြေခံအနေဖြင့်ကျွန်တော်တို့သည်အုံနောက်ကိုစက်ကင်ဖက်ချင်းကိုပြုလုပ်ပြီးရင်းသည့်အများအားဖြင့်ရဖြစ်သည်မမပြုလုပ်နိုင်ပါကကျွန်တော်တို့သည်အုံနောက်ကစက်ကင်ကိုလက်ခံပါသည်လူအချို့တွင်ချိုးရင်းချက်များကိုပိုမိုရှင်းလင်းစေရန်အုံနောက်ဖက်စက်ကင်ကိုလည်းပြုလုပ်ရနိုင်သည်မီယောယောဂလက္ခဏာများကိုဖြစ်စေသောအခြားအကြောင်းရင်းများရှိမရှိကိုရှားဖွေရန်တွေးဆတတ်မှုများကိုလည်းပြုလုပ်ပါသည်။အများအားဖြင့်အချိန်များစုတွင်ကျွန်ုပ်တို့သည်စေဝါများပို့တာပေးသည်။အလွန်ရှားပါသောအခါတွင်လူနာတွင် ုံနောက်အလဲတွင်အရင်များတိုးလာခြင်းကဲ့သို့သောခွဲစိတ်ကုသနိုင်သောအခြေအနေများရှိပါကရင်းချီနေကို normal pressure hydrosphere ဟုခေါ်သည့်ထိုအခါကျွန်ုပ်တို့သည် baby shunt ဟုခေါ်သောတင်းငယ်သောခွဲစိတ်လုပ်ငန်းကိုပြုလုပ်ရမည်ဖြစ်သည်ထို့သောလူနာများစုတွင်ကျွန်ုပ်တို့သည်ဆေးဝါးများကိုသာပြုလုပ်ပါသည်ထို့ကြောင့်ဤအချက်များအလုံးကိုနောက်ပိုင်းဘဝတွင် မေ့လျော့လျော့ကဒုမဟုတ်အနည်းငယ်သောဉာဏ်ရည်ချိုးရွေးမှုကိုကာကွယ်ရန်လက်ခံနိုင်ပါသည်